နေ့လာနေပွဲသူအားလုံးမင်္ဂလာပါ2025ဇူလိုင်လ10ရက်နေ့ခုနှစ်နှစ်အတော်တွင်ဟာကောင်းသောကံလွှမ်းမိုးနေတဲ့ဖြစ်လို့သောဆန္ဒသစ်တွေလက်တွေ့ကောင်ထဲပေါ်နေတဲ့အပြောင်းလဲနဲ့တိုးတက်မှုရှိမယ်နေရာသစ်ဝင်းကျင်သစ်တွေနဲ့ဆက်ဆံရမယ်ပေါ်ပေါက်လာတဲ့ခွင့်ရည်သစ်တွေကိုလက်တွေ့သုံးချပြီးတော့ကိုယ့်အတွက်ကောင်းသောအချိုးဆက်ကိုရရှိမယ် လူမျိုးပဲလူမျိုးကြားချိုးပေးတယ်စိတ်ကူးသည့်နဲ့ဘဝတိုးတက်မှုလမ်းကြောင်းတွေပေါ်တော့မယ်ရှင်ပြိုင်မှုအောင်မြင်မယ်တရက်နေ့မှာရာရာဆင်ပြေခြင်းကံကောင်းခြင်းနဲ့အလိုပြည့်စုံခြင်းကိုချောမယ်နေ့ရက်နေ့ရာရာကောင်းပါလေကြပါ့ခွေနဲ့လက်ဝဲပြန်လဲတောင်းဆိုနိုင်တယ်အဲ့ဒီမှာကောင်းစီကောင်းချိုးပြုရဲ့ဒီပြရာကင်းတဲ့နာယောဂကင်း၃ရက်နေ့ကတော့ငွေကြီးကိစ္စစကားပြောဆိုမှုအောင်မြင်မယ်၄ရက်နေ့မှာရှင်ပြိုင်မှုမပြောင်းအောင်မြင်မယ် နာမည်ကောင်းတဲ့ကြော်ကြားခြင်းကိုဖန်တီးလိုက်တယ်။မာယာနေ့မှာအင်းတွင်းရဲ့သူဝေးပြဿနာလေးတွေရှိတယ်။အထင်မှားမှုဖြေရှင်းရမယ်။၆ရက်နေ့မှာစမ်းဖွဲ့မယ်။အလိုပြည့်စုံမယ်ဘဝတို့တဲ့။ခုနှစ်နေ့မှာခီးကံကောင်းမယ်။ပစ္စည်းပြောက်တတ်တဲ့ရန်တိုက်ခံကြမှာတို့တဲ့မှုကိုရှောက်ခွင့်ရလိမ့်မယ်။ဤကာလတွင်တင်းနယ်လာနေအင်္ဂါနေ့ဗုဒ္ဓနေ့ဝေးသူတွေကောင်းကျိုးပေးပြီးတော့တင်းနယ်တွေနဲ့ စနေနေ့မွေးသူများကြောင့်စိတ်နောက်ရှိတဲ့ရှိတတ်ပါလေတည်လေးကိုယ်ကနေနေကြိုးပေးပါလေအဝါရောင်လေးမောရောင်နှုတ်နှစ်ရောင်တို့ကိုသုံးဆွဲခြင်းဖြင့်ကောင်းခြင်းကံကျမလို့ရနိုင်ပါလေအဝါရောင်ပန်းဝင်လေးတွေဖျားတင်ပြီးလူရဆူတောင်းပါဆူတောင်းပြေပါမယ်ယေရှုထေပါလေအင်္ဂါနေ့မွေးသူအားလုံးမင်္ဂလာပါ၂၀၂၅ ဇွန်လလ၁ရက်နေ့ကနေစပြီးတော့9ရက်နေ့တော့တွင်ဟာအထူးကောင်းတယ်မိမိရည်မှန်းတာတဲ့ပို့ပြီးတော့အဆင်ပြေနေမယ်အခက်ခဲတွေအားလုံးကိုကျော်လွှမ်းနိုင်မယ်ကာလတန်ကြာဆိုင်ငံထားတဲ့လူတွေကိုလည်းပြန်လည်ဆောင်ရွက်နိုင်လိမ့်မယ်ဝေကြီးရပိုင်ခွင့်နဲ့ဘဝတိုးတက်မှုတွေကတော့အနှစ်သာရပြေဝနဲ့အထင်ရှားရရှိကြိုးပမ်းခြင်းကံမြမ်းခြင်းနဲ့လိုရာပြည့်စုံခြင်းတွေပဲကို ထင်ရှားစွာပေါ်ပေါက်မဲ့အနေထားရှိတယ်။တရက်နေ့ကအရာရာကောင်းသောနေ့အစဉ်ပြေတဲ့နေ့ဖြစ်တယ်။နေ့ရက်နေ့မှာမတော်တဆနေကျူးဆဲအမည်ရန်တိုက်ခံနေတော့ရှိတယ်။တပိုင်းနေ့ကကောင်းစီကောင်းလျှော်ပြွေအထူးကောင်းတယ်။အဲ့ဒီမှာကောင်းစီယောဂကောင်းစီကောင်းလျှော်ပြွေယောဂကင်းတယ်အနာကင်းတယ်ဘေးရှင်းတယ်။တော့ရက်နေ့မှာအေးပါတဲ့ဆုံးဖြတ်ချက်ချမှတ်ရမယ်။ ရှင်မချက်တိကိုအောင်မြောင်ဆောင်ရနိုင်တယ်။၄ရက်နေ့မှာရပိုင်ခွင့်နေပြန်လဲတောင်းဆိုနိုင်တယ်။၅ရက်နေ့မှာလောကမြအောင်မြင်ခြင်းချိုးပေးခြင်းရှိ။၆ရက်နေ့မှာကုန်ကြစည်းရိမ်များမယ်သူတစ်ပါးကိစ္စကိုလုပ်ပြီးတော့အောင်မြင်မယ်။၇ရက်နေ့မှာပြဿနာနှစ်ခုဖြေရှင်းရမယ်ပြီးရင်ဆင်းပြေသွားနိုင်မယ်။ဒီကာလတော်တွင်းမှာတနင်္လာနေ့အင်္ဂါနေ့ဘုထုနဲ့မွေးသူတွေကောင်းကျိုးပေးတယ် တင်းငွေတွေတောက်ကြံနေမွေးသူများကြောင့်စိတ်အနှောက်ရှက်ဖြစ်မယ်။ရှစ်နှစ်ခွန်ကနန်းတွေအချိုးပြေးတယ်။အနှက်ရောင်အပြာရင့်ရောင်မိခိုးရောင်တို့ကိုတောင်းပြီးတော့အလိုရှိရာကိစ္စဆောင်ရွက်ပါ။တောင်းလာစဉ်တမ်းမှတွေ့တဲ့လူကံပုဂ္ဂိုလ်တို့ကို အတုဒါနပြုခြင်းမချခဏဆောင်ရွက်ပေးပါ။ယေရှုတည်ပါ။ဘုထုနေမွေးသူအားလုံးမင်္ဂလာပါ။ 2025ဇူလိုင်လ10ရက်နေ့နေ့9ရက်နေ့တွင်မှာအလို့ချံရွေချက်မှန်သမျှအောင်မြင်မယ်ခင်ခဲအောင်ကိုကျော်လွှမ်းနိုင်မယ်မိကောင်းဆွေကောင်းထောက်ကူရမယ်ဘဝတိုးတက်မှုလမ်းကြောင်းတင်တယ်တန်လန်းတစ်ကိုပေါ်ပေါက်မယ်အတတ်ပညာနဲ့ဘဝတန်လန်းကိုရမယ်ရှင်ပြန်မှုမှန်သမျှအောင်မြင်မယ်ရှင်ဒီမြုပ်နေမှုမှန်သမျှမှာကောင်းသောအကျိုးဆက်နဲ့တိုးတက်မှုကိုရရှိမယ်တရက်နေ့မှာလုပ်ငန်းချဲ့၍ကြိုးပေးခြင်းတိုးတက်ခြင်းရှိမယ် နှစ်ရက်နေမှာရန်တိုက်ခံနေရှင်ပြီးတော့အဲသုံးရက်နေမှာမိကောင်းဆွေကောင်းထောက်ကူရခြင်းဘဝတိုးတက်ခြင်းကြောင့်လေးရက်နေမှာခီးကံကောင်းမယ်ဥတီကျဲစင်းနဲ့လောက်ခံခြင်းကိုကြုံပြီး၅ရက်နေမှာငွေကြေးလက်လာပါကံကောင်းခြင်းစီးပွားကံကောင်းခြင်းကိုကြုံပြီး၆ရက်နေမှန်းနာတဲ့လက်တွေ့ကွာမယ်စိတ်ပြပန်းသူပြပန်းဖြစ်9ရက်နေမှာ ပေါ်ပေါက်လာတဲ့ခြေနေခွင့်ရင်းသစ်တို့ကိုလက်တွေ့သုံးချပြီးတော့ဘဝတိုးတက်မှုနဲ့ အတုံးအောင်မြင်မှုတို့ကိုစနစ်တကျဖန်တီးရရှိနိုင်တယ်။တနင်္လာနေ့သောကြာနေ့စနေနေ့မွေးသူတွေကောင်းချီးပေး။တနင်္ဂနွေနေ့ဗုဒ္ဓနေ့မွေးသူတွေဒုက္ခပေးတတ်တယ်။၄နှစ်ခုန်ကန်းတွေကျိုးပေးတယ်။အညိုရောင်ပြာရောင်နုနေရောင်တို့ကိုဝတ်ဆင်သောဆွဲပြီးအလိုရှိရာဒုက္ခမှာ။ဇူလိုင်လ၂ရက်နေ့ကောင်းစီကောင်းရှုပ်ရက်ကောင်းဖြစ်ပါလေ။အဲ့ဒီနေ့မှာကောင်းစီကောင်းရှုပ်ဖြူခြင်းဖြင့် အနာရောဂါကင်းခြင်းဘေးကင်းခြင်းရံကင်းခြင်းအဆင်ပြေခြင်းတွေရှိမယ်လက်တွေ့သုံးချကောင်းခြင်းခံမှုရယူနိုင်ပါတယ်ကျေးဇူးတင်ပါတယ်ကြာသာပတင်းနေပွေသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဇူလိုင်လ1ရက်နေ့ကနေ9ရက်နေ့အတောတွင်မှပြောင်းလဲမှုနဲ့တိုးတက်မှုရှိမယ်အရဝင်းနဲ့ဆက်သက်သောတို့ချိုးပေးမယ်ရှင်ဤသူများတဲ့စကားများတဲ့အတွေးကိုယူဆမှတ်သမျှသူတော်နဲ့မတူဘူး ကိုရည်တည်ခြင်းနဲ့ကိုလှုပ်တာချိုးပြီးတဲ့အကျွေးမြအောင်ပြန်တောင်းခံတယ်ရပင်ခွင့်နဲ့ပြန်လဲတောင်းဆိုတယ်တရက်နေ့မှာလှုပ်သမျှအစဉ်ပြေမယ်ရန်တိုက်ခံတဲ့ရှင်ပြီးတော့မယ်ဒါပေမဲ့အလုံးအစိုးပိုင်းမှာကောင်းတရက်နေ့မှာငွေကြီးကံကောင်းမယ်လက်ပွေမယ်ခေါင်းစည်းကောင်းချော်ပြည့်၍အနာရောဂါကင်းမယ်သုံးရက်နေ့ကရှင်ပြိုင်မှုမှာသမျှအောင်ပြင်ခြင်းဘဝတိုးတက်ခြင်းကံကိုကြုံမယ်လေးရက်နေ့မှာရန်တိုက်ခံတဲ့ရှင်ပြီးလောက်တဲ့စာရွက်စာတန်ငွေကြီးလက်ပြောင်းလက်လွှဲသတိထား မာယန်နေ့ကတော့စိတ်ချမ်းသာတဲ့အရာရာဆင်ပြေမယ်။လိုရာပြည့်စုံမယ်။၆ရက်နေ့မှာအရဝေးရကောင်းသောသတင်းစကားကြားမယ်။ခီးသွားရင်အချိုးရှိမယ်။ခုနှစ်ရက်နေ့မှာငွေကြေးလတ်လာပါကံကောင်းခြင်းအလိုဆန္ဒပြည့်စုံခြင်းတွေကိုကြုံတွေ့မယ်။တနေ့ကတွင်နေ့သောကြာနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးတယ်။တနေ့လာနေ့ကြာသာပတိနေ့မွေးသူတွေဒုက္ခပေးတတ်တယ်။နှစ်ခုကိုကနအချိုးပေးတယ်။အဖြူရောက်အစိမ်းရောက်မိခိုးရောက်တို့ကိုဝေးပြီးအလိုရှိရာကိစ္စဆောင်ရွက်ပါ စပယ်ပန်းဖရာလူလိုရာဆုတောင်းမှာဆုတောင်းပြေမယ်ယေရှုတဲ့ပါ